အပိုင်း99ရဲ့အစမှာတော့ USK ရဲ့လက်သီးစာမိသွားတဲ့ဟိုကူရှင်တယောက်လေပင်းနေပါလိန်ထွက်သွားခဲ့ပါရီ။ဂျန်နဲ့နှကောင်ကဝင်ကူပေးဖို့အတွက်လုပ်နေပြီမဲ့ USK ကတော့အားလုံးကိုငြိမ်ငြိမ်နေခိုင်းလိုက်ပါရီ။နောက်ပြီးနတ်ဆိုးပြင်းကြီး Ryzen နဲ့ပတ်သက်တဲ့အကြောင်းရင်းအမှန်ကိုပြောပြဖို့အတွက်တောင်းဆိုလာခဲ့တာပါ။တကယ်လို့သူ့ကိုအဲ့ဒီအဖြစ်မှမပြောပြဘူးဆိုရင် USK ကဟိုကူရှင်ကိုတတ်ပြစ်မှာဖြစ်ကြောင်းအသိပေးလိုက်ပါရီ။ဒါကြောင့်မလို့ဟိုကူရှင်လည်းအဖြစ်မှန်ကိုပြောပြဖို့အတွက်ဆုံးဖြတ်လိုက်ပါရီ။ အဲဒီနောက်မှာတော့သူကလေပင်းကိုပြန်ပြင်လိုက်ပြီး use case ကတော့ဘယင်ဖြစ်တဲ့ Ryzen တားမြစ်ထားတဲ့လူသားတွေရဲ့ဒါကိုစားနေရတဲ့မင်းတို့ကဘာကောင်းနေလဲလို့မေးလိုက်ပါတယ် Ryzen ရှောင်းထားတဲ့ဒါကိုစားပြီး Ryzen ရဲ့ရန်သူတော်ကြီးနှစ်ယောက်ကိုပြန်လဲစမ်းချင်နေကြတဲ့ကိစ္စကလေအနေငယ်လွဲနေတယ်လို့ use case ကကောက်ချက်ချလိုက်ပါတယ်ဟိုကူရှင်ကတော့ use case ကို BNG Ryzen ရဲ့တားရင်ဖြစ်ကြောင်းနဲ့သူတို့အနေနဲ့အထင်မှန်မားစရာကိစ္စမရှိကြောင်းရှင်းပြလာပါတယ်အကြောင်းကတော့ Ryzen ရဲ့ use case ကအတော်လေးရုပ်ရှင်းစင်နေခဲ့လို့ပါ ဒါကိုကြားမှထွက်သွားဖို့လုပ်နေတဲ့ use case တရားအနောက်ကိုပြန်လှည့်လာချိန်မှာဟိုကူရှင်ကတော့တားဖားနှစ်ယောက်စလုံးမှာတူတဲ့အချက်တွေကိုပြောပြလာပါသည်အဲ့တော့ကတော့ Ryzen ကအငယ်စဉ်ကလေးက use case လိုမျိုးရန်ဖြစ်ရတာအရန်ကြိုက်ခဲ့ပါသည်ဒါပြင် Ryzen မှာကသူ့ရဲ့တိုင်းသူပြည်သားတွေကိုကာကွယ်ခြင်းစိတ်အနစ်နာခံစိတ်စသဖြင့်ကောင်းမွန်တဲ့အချက်တွေကပဲသူ့ကိုပြည့်စုံစေခဲ့ပါလိမ့်။နောက်ပြီးမကောင်းစွာဖြစ်ရတဲ့လူသားစားခြင်းကိုရှောင်ကြဉ်ခဲ့တာကလည်း Ryzen ရဲ့အားသာချက်တွေကတစ်ခုဖြစ်ပါလိမ့်။ ဲ့ဒီလက္ခဏာတွေအားလုံးရှိတဲ့အပြင်ရုပ်ချင်းမှအတူနေတဲ့ use case ကသူတို့အတွက်တော့အားကိုးရာတစ်ခုဖြစ်လို့နေခဲ့တာပါသူတို့ကတည်ဆုံသွားရမယ့် Ryzen ရဲ့နေရာမှာ use case ကိုအစားထိုးခြင်းနေပါ ड़ी အဲ့နောက်မှာတော့ Hokushin က use case ကိုသူတို့ရဲ့ကမ်းလှမ်းချက်ကိုစဉ်းစားဖို့အတွက်အချိန်တစ်ပတ်ပေးကြောင်းပြောပြီးဂျန်တဲ့ကောင်တွေကိုခေါ်ကဒိုးချသွားပါ ड़ी Hokushin တို့ဖွဲ့ထွက်သွားချိန်မှာတော့အမောင်လေးကနေ Kuro ကိုပေါ်လာပါ ड़ी သူမက use case ကိုခက်ထန်ထန်မျက်နှာနဲ့ကြည့်နေပါ ड़ी နောက်ပြီးအကောင်းဆုံးဆုံးဖြတ်ချက်ကတော့သူ့အနေနဲ့နတ်ဆိုးလောကတွေကိုလိုက်သွားဖို့အတွက်အကြံပေးလာခဲ့တာပါပဲ နောက်ပြီးသူအနေနဲ့အရင်ရက်တုန်းကဝိညာဉ်လောကရဲ့တမန်တော်တယောက်စီကနေအမိန်တစ်ခုရအောင်ယင်ဖွင့်လာပါသည်တကယ်တော့ကူရိုကိုစီကိုလွန်ခဲ့တဲ့ရက်တွေကလေးကတမန်တော်တယောက်ကရောက်လာခဲ့တာပါသူကကူရိုကိုကိုယူစကဲကိုတပ်ပစ်ဖို့အတွက်တာဝန်ပေးနေခဲ့ပြီးကူရိုကိုကတော့ဒါကိုညင်းလွန်လိုက်ပါရီအကြောင်းကတော့သူမကဝိညာဉ်လောကဆုံနောက်ဘဝကနေအနားယူသွားတာ၁၀နှစ်တိုင်တိုင်ရှိနေပြီမဟုတ်လို့ပါဒါကိုကြတော့ယူစကဲလည်းဖြစ်လာတာဒီအကုန်လုံးကကိုယ်အမပြောတဲ့အတိုင်းပဲဆိုပြီးညှိတွားလိုက်ပါရီဒါပေမဲ့ကူရိုကိုကတော့သူမကအဲ့လိုမဟုတ်ကြောင်းပြောလိုက်ပါရီ ခံခိုင်စီကအမှားစာရပြီးကလေးကသူလည်း use case ကိုတွေးကျင်နေတာပါအခုဆိုရင်ဒီမှာလေးပဲ use case ကိုတွေးလိုက်ရပြီဖြစ်တဲ့အပြင်ဂေါ်လာဟာလာတွေတိုင်းမဟုတ်တဲ့အတွက်စိတ်သက်သာရရသွားခဲ့ပါလိမ့်။ဒါပေမဲ့တစ်ဖက်မှာလေးသူကစိုးရိမ်နေပြန်ပါလိမ့်။အကြောင်းကတော့နတ်ဆိုးသွေးပါတဲ့ use case သာထိန်းချုပ်ခံလိုက်ရမယ်ဆိုရင်ငယ်ရွယ်သေးတဲ့သူ့သားသမီးလေးတွေကိုတတ်မိသွားမှာဆိုလိုပါ။ဒါကြောင့်မလို့ဒီမှာက use case ကိုသူတို့နဲ့အဝေးမှာပဲရှိနေစေခြင်းခဲ့ပါလိမ့်။ ယူစကေကတော့ဒါကမဖြစ်နိုင်တဲ့ကိစ္စလို့ပြောနေခဲ့ပေမယ်။ဇိုးရိတ်နေတဲ့ကူရိုကိုကတော့အမေတယောက်အနေနဲ့လုံးဝစိတ်မချနိုင်ဖြစ်နေပါလိ။အဲ့နောက်မှာတော့ယူစကေလေးထွက်သွားဖို့အတွက်လုပ်နေခဲ့ပြီ။အဲ့ဒီအချိန်ရှိုကူကရောက်ရှိလာကသူ့ကိုလှမ်းခေါ်လိုက်ပါရီ။နောက်ပြီးဇောနာရုံကကြည်လက်ဆအနာဂတ်ရဲ့အဆုံးသက်ကိုပြောပြဖို့အတွက်ဆုံးဖြတ်လိုက်ပါရီ။အဲ့ဒီအချိန်မှာပဲတဖက်ကမြို့ရဲမှာတော့ခူရာမာတရအမောင်းနှင်းမှလမ်းလျှောက်နေပါရီ။ဒဏ္ဍာရီအရောက်မှာတော့သူကအနောက်ကလိုက်လာတဲ့လူတွေကိုရိတ်မိသွားပြီးအနောက်ကိုလှည့်ကြည့်လိုက်ပါရီ တဖက်ကလူ၃ယောက်ကတော့ယိုမီကဆက်သွယ်ခံလိုက်တာဖြစ်ကြောင်းပြောပြလာကဘောလုံးတစ်ခုကိုထုတ်ပေးလိုက်ပါသည်ယိုမီဆိုတဲ့နာမည်ကိုကြားလိုက်ရချိန်မှာတော့ခူရာမာတယောက်အတော်လေးအံ့ဩသွားခဲ့ပါသည်အဲဒီနောက်မှာတော့လူ၃ယောက်ကပျောက်ကွယ်သွားပြီးခူရာမာလေးယိုမီစီကလာတဲ့မက်ဆေ့ဘောလုံးကိုနေရန်ထဲပေါက်ပြီးဖြန့်ချီခဲ့ပါသည်ခဏကြာမှာတော့ယိုမီရဲ့ပုံရိပ်ကတဖက်နေရန်မှာပေါ်လာပါသည်ယိုမီကတော့ခူရာမာကိုအသက်ရှင်လျက်တွေ့ရတာဝမ်းသာကြောင်းနဲ့သူ့အနေနဲ့ Ryzen နဲ့ Murokoro အကြောင်းပြောပြလာပါသည် တကယ်တော့သူတို့၃ယောက်ကဟိုးရင်နှစ်ပေါင်းများစွာကလေးကတငယ်ချင်းတွေဖြစ်ပါလိ။ဒါပေမဲ့တရက်မှာတော့သူတို့ကခံယူချက်တွေကွဲပြားသွားပါလိ။အဲဒါကြောင့်သူကလည်းပဲဂျန်နဲ့၂ယောက်ကိုဖြုတ်ချခြင်းတဲ့အတွက်ခူရာမာရဲ့ခွန်အားကိုလိုချင်နေတာပါ။အဲဒီနောက်မှာတော့ယိုမီကခူရာမာကိုတကယ်လို့စိတ်ပါလာတဲ့အခါကျရင်သူ့ကိုလာကူညီပေးဖို့အတွက်ပြောပြီးပျောက်ကွယ်သွားခဲ့ချိန်မှာဟီကရောက်ရှိလာပါလိ။ဟီကတော့ခူရာမာရဲ့အထက်လူကြီးကယိုမီဖြစ်နေတဲ့အတွက်အတော်လေးအံ့ဩနေပါလိ။ သူကခူရာမကိုငါလေးမင်းလိုပဲကြုံတွေ့ခဲ့ရတယ်လို့ပြောပြီးမူရိုကိုရဲ့တမန်တော်တွေကလည်းသူ့ကိုဆက်သွယ်ခဲ့ကြောင်းပြောပြလာပါရီအဲ့နောက်မှာတော့ဟီကလက်ထဲကမက်ဆေ့ဘောလုံးကိုခူရာမလုတဲ့အတိုင်းတစ်ဖက်ကနေရန်နဲ့ပြစ်ခွဲချလိုက်ပါရီဒီတစ်ခါမှထွက်ပေါ်လာတာကတော့မူကိုရိုဖြစ်လို့နေတာပါမူကိုရိုကဟီကိုမင်္ဂလာပါလို့နှုတ်ဆက်လိုက်ပြီးသူအားကိုရတဲ့လူယုံတယောက်ဖြစ်လာဖို့အတွက်တောင်းဆိုနေပါရီအခုချိန်ကစပြီးထိတ်တန်းလေးဝက်ချက်ကိုပြောပြပြီးတော့မှဖြစ်တာကြောင့်တေချာနားထောင်မှုအတွက်ပြောလိုက်ပါရီ နတ်ဆိုးဘီရင်ကြီးဆိုးဘီနာမည်ကြီးနေတဲ့ Ryzen ကအခုဆိုရင်အဟာရပြတ်ပြီးမာလကီးယားသွားရမယ့်အနေအထားကိုရောက်ရှိလို့နေပါပြီ။ဒီအရာကိုအခွင့်ကောင်းယူပြီး Ryzen နဲ့ရာဆန်သွားတာနေတဲ့ပြိုင်နဲ့ထဲပဲမူကိုရိုကယူမီကိုတိုက်ခိုက်ချင်နေတာဖြစ်ပါလိမ့်။အဲ့ဒီတော့မူကိုရိုကသူ့ရဲ့အစွမ်းကုန်ပါဝါကိုထုတ်သုံးပါပါ။အဲ့နောက်မှာတော့သူကပျောက်ကွယ်သွားခဲ့ပြီးဟီကလည်းပဲမူဂိုရိုကိုလူယုံမှာဆိုပြီးတော့ဂျိန်ဆဲနေပါလိခရိုမာကတော့သူတို့လည်းသတိထားနေဖို့အတွက်ဆုံးဖြတ်လိုက်ကြပြီး ဟီကတော့မူကိုရိုကိုသွားကြည့်မှဖြစ်ပြီးခူရာမာကလည်းပဲအခွင့်အရေးကိုကောင်းကောင်းအသုံးချလာဖို့အတွက်မှာနေပါလိမ့်။ဒါပေမဲ့ဟီကတော့ထုံးစံအတိုင်းမူကိုရိုကိုအသုံးချပြီးပြန်လာခဲ့မှဖြစ်ကြောင်းဂျင်းဝါကထွက်သွားခဲ့ပါလိမ့်။တဖက်မှာတော့ကူဘာဘာရာတရားအိတ်နေတော့သူ့ရဲ့မျက်နှာတွေကိုခြေပြန်ကြီးတစ်ခုကဝင်လာပါလိမ့်။ဒါကြောင့်ကူဘာဘာရာလည်းလန့်သွားခဲ့ပြီးရှီဇူကတော့တစ်ချိန်လုံးအိတ်မနေဖို့အတွက်သတိပေးနေခဲ့တာပါ။ကောလိပ်ကျောင်းသားဘွားကိုဖျက်တမ်းနေပေမယ့်ကူဝါဘာရာတယောက်ကတော့ဘာမျောလင်းချမှရေရေရာမရှိခဲ့ပါဘူး။ ဒါကိုဒေါသထွက်နေတဲ့ရှေးစုတို့ကကူဝါဝါရာကိုအင်ကြီးကနေဆွဲပြီးနဗန်နေဇတိုက်ချင်းထုံနေခဲ့ပါလိ။ဒါကြောင့်မလို့ကူဝါဝါရာလေးဗရင်းပေါက်မှာခေါင်းသွားဆိုင်နေခဲ့ပြီးတစ်ဖက်မှာတော့ကေကိုတယောက်ကော်ဖီဆိုင်ထဲမှာယူစကဲနဲ့တွေ့ဆုံနေပါလိ။ကြောင်ပြရတဲ့အကြောင်းတွေကိုမေးမြန်းနေတော့ယူစကဲကတော့သူကနတ်ဆိုးဖြစ်သွားပြီဖြစ်ကြောင်းဝန်ခံလာပါလိ။အဲ့နောက်မှာတော့သူကဂူရဲကပြန်ထွက်လာတော့ကသူ့ပုံစံကိုမှတ်မိလာလို့ပြေးလိုက်ပြီးအားလုံးကိုဆက်ရှင်းပြလိုက်ပါရီနောက်တစ်ခါမှတော့ယူစကဲလေးပဲကီကိုနဲ့တူတူအိမ်ပြန်လာခဲ့ပြီ နတ်ဆိုးပုံလောကတွေကိုမနှက်ဆိုရင်သွားတော့မှာဖြစ်ကြောင်းပြောပြနေပါ ರೀ ။ဒါကိုကြတော့ကီကူကညှိုးငယ်သွားပြီးပြန်လန်းရှိရလားလို့မေးနေတာပါ။ယူစကေကတော့ပြန်လာနိုင်တယ်လို့ပြောလိုက်ပြီးပြန်လာမယ့်အချိန်ကိုတော့သူလည်းအတိအကျမသိဘူးလို့အဖြေပြန်ပေးလိုက်ပါ ರೀ ။အဲဒီနောက်မှာတော့နှစ်ယောက်သားမျက်ခင်းပေါ်မှာလဲလျောင်းနေကြရင်ကီကူကတော့သူမတို့ရဲ့ကောလိပ်ကျောင်းသားဘဝအတွေ့အကြုံတွေကိုပြောပြနေခဲ့ပါ ರೀ ။အခုဆိုရင်ကူဝါပါရာကနီးပညာကောလိပ်ကိုတက်ရောက်နေပြီဖြစ်ပြီးသူမကလည်းဒိုင်ချီဝူမန်အမျိုးသမီးတီးတန့်ကောလိပ်ကိုရောက်ရှိနေခဲ့ပါပြီ။ ဒါပြင်ဘေးမှာလည်းယောက်ျားလေးတီးတဲ့ကောလေးရှိတာကြောင့် use case ပြန်လာတဲ့အခါကျရင် သူမရဲ့ရီးစားနဲ့မိတ်ဆက်ပေးမယ်ဆိုပြီးရွေးဆောင်ပြောဆိုကထွက်ခွာသွားပါတော့ဒီဒါကိုကြားမှ use case လည်းပဲသူ့ကိုမစွန့်ပြစ်သွားဖို့အတွက်လေးဘတ်ထောက်တောင်းမှန်နေရပါဘူး။ဒါပေမဲ့တောင်းမှန်တဲ့ပုံစံကကိုယ့်ယူကာရနိုင်လွန်းတာကြောင့်အနောက်ကိုလိမ့်ကပြုတ်ကျသွားပါဘူး။ဒါကိုမျိုးတော့ကီကိုလည်းသဘောကျသွားခဲ့ပြီးထပ်မံနှုတ်ဆက်ကထွက်ခွာသွားပါတော့ဒီအဲလိုနဲ့ညရောက်လာတော့ use case တယောက်စာကျူးစားနေတဲ့ကူဝါဘာရာရဲ့အိမ်နောက်ကိုရောက်သွားပါဘူး။ အခုဆိုရင်အထက်တန်းကျောင်းကာလာကြီးကလည်းပြီးဆုံးသွားပြီဖြစ်တာကြောင့်လူငယ်တယောက်အနေနဲ့ကူဝါဘာရာကသူ့ရဲ့ဘဝအတွက်အာမခံကြရမယ့်လမ်းကြောင်းပေါ်ကိုရှောက်လန်းနေခဲ့ပါပြီ။အဲဒီနောက်မှာတော့ USK ကဂေကိုရိုထမင်းဆိုင်ရှိရာစီကိုရောက်လာပြီးဂေကိုပြင်ပြီးတဲ့ထမင်းပွဲကိုအားရပါးရစားတောက်နေပါလိမ့်။ဟင်းနေ့ကအရန်ကူမကောင်းလွန်တာကြောင့် USK တယောက်အတွက်တော့အရန်နေသဘောကျနေပါလိမ့်။ဂေကိုကတော့ဆိုင်ကိုလာအားဖိတဲ့အတွက်ဂျေဇူးတင်ကြောင်းပြောနေတာပါ။ဒါပေမဲ့သူမရဲ့ပုံစံကစိတ်ကောက်နေတဲ့ပုံစံဖြစ်တာကြောင့် USK ကအသားရုံးတစ်ခုကိုခွန်ကြွေးခဲ့ပါလိမ့် ဒီနီလန်ကလည်းအလုံးမဖြစ်တာကြောင့်မလို့ USK တရားမနှက်ဖြန်ကြရင်သူမွေးနေ့ရှိကြောင်းပြောလိုက်ပြီးအချိန်၃နှစ်ကြာမှနတ်ဆိုးပုံကနေပြန်လာတော့မှဖြစ်ကြောင်းပြောပြလိုက်ပါရီဒါကိုကြားတဲ့အခါမှာအကီကိုလည်းစိတ်မကောက်နိုင်တော့ပဲ USK ပြန်လာတာနဲ့လက်ထပ်ချဖို့အတွက်တောင်းဆိုလိုက်ပါရီဒါကြောင့်ကီကိုလည်းအယံအံ့ဩသွားခဲ့ပြီးသူမက၃နှစ်လိုသေးတာကြောင့်ထပ်ပြီးတော့စိတ်ထောက်ကောက်ပြန်ပါရီအဲဒီနောက်မှာတော့အခန်းထဲကိုပြန်ရောက်လာတဲ့ကီကိုကပရင်းပေါက်ကနေတဆင့် USK ကိုခိုးကြည့်နေပါရီ ဒါကိုသိနေတဲ့ USK ကလည်းပဲသူမကိုလက်ပြနှုတ်ဆက်ပြီးထွက်ခွာလာခဲ့ကဇက်လန်လီကလည်းဒီမှာပဲတခမ်းရက်လို့သွားခဲ့ပြန်ပါလိမ့်။ဒါလီကတော့ Yuuhaku Show ရဲ့အပိုင်း69ပဲဖြစ်ပြီးဂျန်ရှိနေတဲ့ဘိုင်းဒီကိုဇက်လက်ကြည့်ရှုဖို့အတွက် Channel လေးကို Like and Subscribe ပြုလုပ်ပေးထားကြဖို့လေပရိသတ်တွေကိုတောင်းဆိုကြပါလိမ့်။ကျွန်တော်ကတော့အားလုံးချစ်တဲ့ရွှေရိုးပါ။